်မင်္ဂလာပါရှင်ရွှေကုံကနေတင်ဆက်ပေးမယ့်သတင်းကြမှာကတော့ဝပြည်နယ်လူကျင်းမာကအခြေခံဥတွေအရလွတ်တော်တဲ့သူဝင်ပြီးတောင်းဆိုရမှာဖြစ်ကြောင်း NSBNC ဥက္ကဋ္ဌဒုတိယဖွဲ့ချုပ်ကြီးရာပြည့်ပြောကြားတဲ့သတင်းဖြစ်ပါတယ် ဝါပြည်နယ်လူချင်းမာကအခြေခံဥပဒေအရလွတ်တော်တဲ့သူဝီမီတောင်းဆိုရမှာဖြစ်ကြောင်းအမျိုးသားစီလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSBNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြေကအောက်တိုဘာ18ရက်ကနေပြည်တော်ရှိပြည်ပဆိုင်ရာကွန်ဗင်းရှင်းဘုတ်ဌာနတည်တွင်ကျင်းပခဲ့တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေရေးသဘောတူစာချုပ် NCA 10နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားတတိယနေ့ညီကုံချုပ်အမှာစကားပြောကြားရာမှာထည့်သွင်းပြောကြားကြောင်းသိရပါတယ်ကျွန်တော်တို့တင်ပြလိုတာကတော့ UWSA NDAA ဒီဟာတွေလည်းစီးယုံတင်နေဆိုပြီးတော့ဒီလိုလေးကျွန်တော်မှတ်သားလိုက်ပါတယ် NCA ကိုလက်ခံတဲ့အဖွဲ့လေးရှိတယ် NCA ကတော့ကျွန်တော်တို့ကဒါနိုင်ငံတကာအသိမှတ်ပြုထားတယ်ဒီလမ်းကြောင်းတိုင်းပဲသွားမယ်သို့တော်လည်းကျွန်တော်တို့ဆွေးနွေးတဲ့အခါမှာတော့ NCA Plus နဲ့လည်းဆောင်ရွက်ရင်းရတယ်သူတို့ရဲ့လူလားချက်တွေကဘယ်လိုရှိသလဲဒီပေါ်မှာမူတည်ပြီးတော့ဆောင်ရွက်ပါဆောင်ရွက်နိုင်နေဆိုပြီးကျွန်တော်တို့ဝါတို့မိုင်းလာတို့ဆွေးနွေးတယ်ဆွေးနွေးတဲ့အချိန်မှာဒါလေးကျွန်တော်ပြောပြပြီးထင်ပါတယ်အဲ့တော့သူတို့ရဲ့လူလားချက်ပေါ့ ဝါပြည်နယ်လူချင်းနေအဲ့တော့ဝါပြည်နယ်လူချင်းရင်ဖွဲ့စည်းပုံအခြေခံဥပဒေအရလွတ်တော်ရဲဝင်လွတ်တော်ရဲဝင်ပြီးတော့မှတောင်းဆိုပါအဲ့တော့ရနိုင်ကြီးကဘာတွေဘာတွေရှိတယ်ဘယ်နေရာဘယ်နေရာတွေရှိတယ်ဆိုတော့ကျွန်တော်တို့ကတိကျရှင်းပြရတယ်လို့ NSBNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြေကပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်